မင်္ဂလာပါရှင်ရန်ကုန်ကစ်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်မြို့တော်ပြင်ဦးလင်မြို့လည်းကောင်းမှရွှေဆိုင်တများတိုင်းမှုပြစ်ကတ်မှုဖြစ်ပွားပြီးတောင်းသေးဆောင်ကတများတောင်းကိုလက်နက်နဲ့တူပန်စီအားရှင်အကြပ်ဖက်စစ်တပ်စစ်တပ်ကတော်ရဲ့ဂျေဆာရပြင်ဦးလင်မှာရွှေဆိုင်တများတိုင်းမှုပြစ်ကတ်မှုဖြစ်ပွားပြီးတောင်းသေးဆောင်ကတများတောင်းကိုလက်နက်နဲ့တူပန်စီအားရှင်ကြောင်းရဲသတင်းမြင့်နဲ့ဒေသပြည်သူတွေတန်ခါနေသိရပါဗျာ ယနေ့မနက်7:30မိနစ်ချိန်ပြည်ဦးနယ်မြို့လယ်ကရက်ွက်ကြီးကနိုင်စင်နီးရှိအောင်စပယ်ရွှေဆိုင်ကိုဆိုင်ဖွင့်ရပြင်ဆင်နေစဉ်တနက်သမားနှောက်ကဝင်ရောက်လာပြီးဓမြတရားမှာရုံးရင်ဆံကဖြစ်ကြောင်းရုံးရင်ဆံကမှုတွေပြစ်ကတ်မှုဖြစ်ပွားပြီးဆိုင်ဝန်တန်းဦးစိန်ဝင်းသိဆောင်ကြောင်းရင်းနောက်နီးနောက်ရှိပြည်သူတွေဝိုင်းဝန်းဖန်စီရမှာဓမြတိုက်တနက်သမားတန်းကိုဖန်စီရရှိကြောင်းသိရတယ်ဆိုင်ကနဲ့လာပြီးဆိုင်ကနဲ့ပြေးဖို့ပြင်တာဆိုင်ထဲမှာရုံးရင်ဆန်ကန်းနဲ့ပြစ်ခတ်မှုဖြစ်တဲ့တအုပ်သေးတဲ့ဆိုင်ရှင်ကမြေသမီးရဲ့တရားရတယ်ခုတော့ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေကြတယ်လို့ပြင်ဦးနယ်မှာဒေသပြည်သူတို့ကပြောတယ် လက်ရှိဖန်ဆင်းရရှိထားတရားကံဓမြတောင်မှာအောင်မျိုးနိုင် အသက်30နှစ်အပါဦးတည်ပေါင်းဖြစ်ပြောဖားကံမျိုးမရှိကတောင်ရက်ွက်မှာဖြစ်ကြောင်းလွမြောက်တန်းသူတွေမှာမျိုးကြီးဖြစ်ပြောမန္လီမြာကြီးနန္ဒာရက်ွက်မှာဖြစ်ကြောင်းသိရတယ်ဆက်လက်ပြီးတော့ TNN နေဆောက်ခွန်မဲမိုးမီမျိုးကနေ ABS DNA PDF တို့ KIC ကိုညီမီဟု KI ကိုပြောခွင့်ရပုံမူကြီးနော်ဘူးကပြောဆိုမမိမျိုးကိုစစ်တပ်လောင်းမကြောင်စင် KI ဘက်ကဖာနဲ့မဟာမိတ်တွေပူပေါင်းဆောင်မျိုးကလေးပြုံရန်ပြည်နယ်မြောက်ပိုင်းမှာ TNL ဆုတ်ခွာမဲ့မမိမျိုးမှ ABSDN နဲ့ PDF တို့ကို KI စေးကူညီမိဟု KI ပြောခွင့်ပုံမူကြီးနော်ဘူးကပြောဆိုလိုက်ပါတယ်မမိမျိုးနဲ့မှ KI တိုင်းနဲ့ပြပြီး ABSDN PDF တို့နဲ့အတူပူးတန်းရှင်နေကြောင်း တပ်ပေါင်းစုဖြင့်အတူတူနေထိုင်ပြီးတော့အချိန်ချထားကြောင်း KIA အနေနဲ့တရားနယ်လေးဆုတ်ခွာမယ်။မုံမိတ်မျိုးနဲ့ပတ်သက်ပြီးစီရဆောင်ရွက်မရှိတော့လဲ ABS တရားနဲ့ PDF တို့ရဲ့စီရလှူရှာမှုရဲ့လှုပ်ဆောင်လာရင် KIA ကကုညီတော်မီဖြစ်ကြောင်းဘုံမူကြီးတော်ဘုကပြောပါရတယ်။ မမိတ်မြွနယ်ထဲမှာကျွန်တော် KIA တရင်34ခုရှိတယ်။ KIA PDF တပ်ပေါင်းစုတူတူနေတဲ့ခြေချတာရယ်မမိတ်မြွနယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABS DN နဲ့ PDF တွေကိုတော့ KIA ကိုညီအောင်မျိုးရှိနိုင်တယ်လို့ဘုံမူကြီးတော်ကပြောတယ်။မမိတ်ခင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကလည်း မုံမိတ်ခိုင်မှာဖြစ်ပေါ်တဲ့အခြေအနေအရမြို့သူဝင်ခက်ခဲတဲ့ကြောင့်တွေ့စေကမှုပြည်သူနဲ့သတိရရှိနေဖြစ်ကြောင်းထို့ပြင်စစ်ကော်မရှင်လက်အောက်ကိုမကြောက်ရောက်စေရန်နဲ့ဒေါ်လိန်အောင်မြင်မှုပန်းနိုင်စေကိုအမြဲဆုံးရရှိစေရန်ဒေါ်လိန်ညင်အောင်မှာမိတ်တွေနဲ့တူပူပေါင်းပြီးအောင်မြင်မှုရသည့်ဒေသလက်ကြီးတက်သောမြို့ဖြစ်ကြောင်းဂရီတုစာပြူထားတယ်။ DNA ကအော်တိုဝါ29ရက်နေ့မှာတရုတ်ရဲ့ချောင်းဝင်စစ်ဆင်မှုနဲ့စစ်တပ်နဲ့ပြင်ခရရဲဆဲလိုက်ပြီးမိုးကုန်းနဲ့မုံမိတ်မြို့တွေမှာပြန်လည်ဆက်ကွာပြီးဖြစ်ကြောင်းတရုတ်ဝန်ထုတ်ပြန်ကြေညာတယ်။ ဇလဘီတနင်္သာရီမြို့နယ်မှာမောတောင်မြို့မှာစစ်တပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်ဖြစ်ပြီးရွာလုံးစုထောင်ကျဲပြည်သူတွေထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတဲ့ရောင်းနေရတနင်္သာရီမြို့နယ်မောတောင်မြို့မှာစစ်တပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်ဖြစ်နေပြီးမြို့လုံးစုထောင်ကျဲပြည်သူတွေထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတဲ့ရောင်းနေရကြောင်းဒေသပြည်သူတွေကပြောတယ်။ နိုဝင်ဘာ10ရက်ကစတင်ပြီးမော်တော်မျိုးဘက်ကိုစစ်တပ်ကလက်နက်ကြီးပြခဲ့ခြင်းစစ်ကြောင်းထိုးခြင်းတွေလုံဆောင်လာကြောင်း KNU ဦးဆောင်တဲ့ဒေါ်လင်းတပ်တွေကလည်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ရာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့12ရက်နေ့ထိမော်တော်မျိုးဘော်တီတိုက်ပွဲတွေဖြစ်ပွားနေကြောင်းမော်တော်မျိုးမှာမြို့လုံးကျွတ်ပြည်သူတွေမှာထိုင်းမြန်မာနယ်စပ်တိုင်းအနာပိုင်းနေစောင့်ကြည့်ထားတဲ့တန်းစီခွန်ဂိတ်နေကိုစစ်ပေးဆောင်နေရကြောင်းသိရတယ်။ ယနေ့မနက်ပိုင်းမှာလည်းမော်တော်မျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်မှာလက်နက်ကြီးနဲ့လက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေကြောင်းစစ်ဘေးရှောင်ပြည်သူတွေမှာစားနေကအဝိဒံနဲ့ဈေးဝိုင်လွှဲနေကြောင်းသိရတယ်။ KNY ထုတ်ပြန်ချက်အရတော့နိုဝင်ဘာလ10ရက်နေ့ကစပြီးမော်တော်နယ်စပ်ရှိအာနာတိန်ကျွတ်ဖက်စစ်တပ်စခန်းရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံတွေရခုချိန်ထိဖျက်ပြေးတိမ်းရှောင်နေကြကြောင်းအာနာတိန်ကျွတ်ဖက်စစ်တပ်က၎င်းတို့အာနာဆက်လက်တည်မြဲရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေတွေမှာ အတွေ့အကြုံရောက်ပွဲကိုတင်းတမပြုလိုက်အတူကြိုးပမ်းလျက်ရှိကြောင်း၎င်းတို့လက်လက်ဆောင်ရှင်ခဲ့တဲ့နေမြေတွေဖြစ်တဲ့ KNU မိတ်တွယ် KI အုပ်ချုပ်ရာဒေသများတွင်ရှိပြည်သူလူထုတွေအကြောက်တရားဖြစ်ပေါ်စေရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းနဲ့မကြာခဏပြုလုပ်နေကြောင်းသိရပါဗျာ။ ဆလဘီစီယနာတိုင်မကိုစက်ကျင်စန္ဒပြခဲ့ကြတဲ့ပြည်သူအိနာကျော်စင်ပါဝင်တရုတ်ဆောင်နေကိုစစ်တပ်အထွေရွေကောက်ဖွဲ့ပါဝင်ထောက်ခံတဲ့လှုပ်ရှားမှုတွေမှာပါဝင်ခိုင်းပြန်ဂျပန်စစ်တပ်ဆရာနာတိုင်မကိုစန္ဒပြစက်ကျင်ခဲ့တဲ့ပြည်သူအိနာကျော်စင်ပါဝင်တရုတ်ဆောင်နေကိုစစ်တပ်အထွေရွေကောက်ဖွဲ့အတွက်မဲပေးရင်နဲ့ထောက်ခံပါဝင်လှုပ်ရှားမှုတွေမှာပါဝင်ခိုင်းပြန်နေ။နိုဝင်ဘာလ9ရက်နေ့ကစပြီးရန်ကုန်မြို့မှာစစ်တပ်ကတရုတ်ဆောင်နေလူပညာရှင်တွေကိုအတင်းကျပ်ပြားပေးပြီးရွေကောက်ဖွဲ့ထောက်ခံမဲပေးလှုပ်ရှားမှုတွေမှာရိုက်ကူခိုင်းနေခြင်းဖြစ်ပြီးရန်လှုပ်ရှားမှုတွေမှာဆရာနာတိုင်မကိုစက်ကျင်စန္ဒပြခဲ့ကြတဲ့ပြည်သူပိုင်တကောအိနာကျော်စင်ပါဝင်မင်း င်းသားမင်းသမီးတွေကိုစစ်တပ်ကပောင်းရင်တုံဆောင်ခိုင်းကြတယ်။စစ်တပ်အတွေ့အော်ရေကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုတွေမှာပြည်တည်ဦးစစိုင်းကန်လိုက်ထွန်းထွန်းရွှေထူညီနန်းသောဟိဝင်ရဲ့ပိုက်တကွန်အောင်ရဲလင်းအလင်းရောက်တိုင်ရောလွှမ်းပိုင်ကြော်တန်းအောင်ထူအောင်ထွင်နာဖို့ခိုင်တင်စီအိန္ဒရာကျော်စင်ဆိုပြတဲ့စင်ဖွေဖွေဝင်းမုံရွှေကြီးချောရတဲ့နောက်အေးမြတ်သူရွှေမုံရတီခင်ဝင်းဝမိုဟိကိုရုံးဝတီလွင်မိုးပိုးမမီသောရတနာပုံ တင်ဆောင်ဝင့်ကျော်ဖူးဆောင်နော်ဘောအေထားစောင်းဝင်ရီမေမေပချီတဲစုငိမ့်မင်းမီကိုကိုနဲ့ရွှေမင်းသမီးတို့ပါဝင်ရိုက်ကူးစေခြင်းဖြစ်ပါတယ်။အော်တိုဘား30နှစ်ဂျပန်စစ်တလောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆိုင်ဦးစီးဌာနမှညွန်ကျောက်အေကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံတွေမှာရုပ်ရှင်အတိုင်းဝန်ခေါ်ရီတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါဒပြန့်အလိန်ညာစီယုံရီတွေမှာပါဝင်တရုတ်ဆောင်မိဖြစ်ကြောင်းလူငယ်နဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တရုတ်ဆောင်တွေပါမကြပါအောင်ရမည်ဖြစ်ကြောင်း အကဲညင်းဆန်နေရင်အထက်မေရရေးရမျိုးဖျားပေးပြောဆိုခဲ့ပြီးနောက်ရင်းကဲ့သို့စစ်တပ်ဝါးပြန်လှုပ်ရှားမှုတွေမှာပေါင်းလာခြင်းဖြစ်ပါတယ်စစ်တပ်ကထုတ်လင်းပြသခဲ့တဲ့ခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူတွေရွေးကောက်ပွဲဆိုင်ရာအလိညာဝရဖြန့်ဇလန်ကိုလူမှုကွန်ရက်မှာတစင်ဝေဖန်သည်ဆိုကဒရိုက်တာမိုက်တီကိုတန်ထွန်းဆောင်ဇပုတ်တရုတ်ဆောင်ကျော်ဝင်းထုတ်ကိုကျော်မင်းထွန်းနဲ့ဟာသာတရုတ်ဆောင်အုံတိုင်းကိုဇော်မြင့်တရုတ်ဆောင်အောင်ဆန်လူရုပ်ရှင်ဒရိုက်တာတက်လုံကိုဇမှုထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးပြီးရွေးကောက်ပွဲနောက်ဆက်သူတွေဥပဒေနဲ့မှုဖွင့်ထားပါတယ်။ ဆက်လက်ပြီး AAC ဦးစီးတော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာကိုပုံသေးပြီးတပုံမှန်သမျှအပြတ်ချအမြင့်ဖြောင်းအမျိုးစက်ဖို့ပါတီအနေပြီးတော့နေမြဥက္ကဋ္ဌအမတ်လောင်ပူလလာဆွေဆွေကြောင့်အရခတ်တတော်ရေးရေးစေဦးစီးတော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာတွေကိုပုံသေးပြီးတပုံမှန်သမျှအပြတ်ချအမြင့်ဖြောင်းအမျိုးဖြစ်ကြစက်ဖို့ပါတီအနေပြီးတော့နေမြဥက္ကဋ္ဌအမတ်လောင်ပူလလာဆွေကကြွကြောပြောဆိုရယ်နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတစဉ်ထုတ်သွင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိချိန်မှာငြိမ်းချမ်းဆွေးနွေးမဲ့အချိန်မဟုတ်တော့ပဲအပြတ်ချအမြင့်ဖြောင်းတပုံမှန်သမျှအမြင့်ဖြောင်းရတော့မြင့်ဖြောင်းငြိမ်းချမ်းစကားပြောဆိုခဲ့ဒီမှာများနေပြီဖြစ်ကြောင်းလှဆွေ ကတိုးတိုးပြောဆိုသွားခြင်းဖြစ်တဲ့ဘူလက်လောက်ဆယ်ကဇက်ဖို့ပါတီဘိုးကော်မတီဝင်ဖြစ်ပြီးနေပြီးတော့ကောင်စီနေမြောက်ကထာဖြစ်ကဘုဘသည်ကြီးမြတ်နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လာဖြစ်ဆင်တင်သားသူလည်းဖြစ်ပါတယ်ရှင်ပြင်းနေပြီးတော့စစ်ရုံကလည်းရက်ခိုင်ပြင်းနဲ့ဘလောက်ဝမြို့နယ်အတွင်းတည်ရှိနေနိုင်တဲ့ပိုးချောက်ထုံးမြနာရဲ့တည်နေရတဲ့အေရုံထဏာချုပ်ကိုစုံစမ်းဖို့အတွက်အော်တိုဘာလနှံပိုင်းတွေပြုတ်လောက်ခဲ့ရက်ခိုင်ဒေသစီရေးဆိုင်ရာဇီဝေးမှာညွှန်ကြားခဲ့ကြောင်းနေပြီးတော့စစ်တပ်သတင်းထံကနေသိရပါတယ်ဆက်လက်ပြီးမြမရေးအသေးမဲ့ပြည်ဝင်နိုင်ငံသားတွေစီကစစ်ကော်မရှင်မျှော်လင့် လာမယ့်နှစ်ကွန်ပိုင်းနဲ့နှစ်ဆန်ပိုင်းတွင်ပြုလုပ်မယ့် Partisan Democracy အတွင်းတွင်ရေကောက်ခွဲနဲ့ပတ်သက်ပြီးမြမရေကိုမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတွေစီကအသိအမှတ်ပြုဆုံးပြမှုစစ်ကော်မရှင်ကမျှော်လင့်နေတယ်။သူတို့ကျင်းပမယ့်ရေကောက်ခွဲကိုမိဘနိုင်ငံကျိုးကလွှင့်ကုလသမဂ္ဂနဲ့ EU ပါဝင်နိုင်ငံတကာထောက်ခံမှုမရှိတဲ့ပေါ်စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းတို့ကပြည်သူတွေကိုအသိပေးချက်အတိပေးကျက်ဆိုပြီးတော့နိုဝင်ဘာလ10ရက်နေ့မှာနိုင်ငံပိုင်ဝါရဖြစ်ရုပ်သံမီဒီယာတွေကနေအတိပေးလာတာတိုင်းသဘာနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့ဘလုံဝင်ရောက်ဆုတ်ဖတ်မှုပေါ်မှာမြန်မာနိုင်ငံရွေးကောက်ပွဲပြက်ပြောင်းအောင်ပြောင်းလဲအောင်လုပ်လို့မရဘဲမြန်မာရေကိုနိုင်ငံသားတွေကပ ပဲအတိမတ်ပြုဆုံးဖြတ်ရင်လုံလောက်နေပြီလို့ဆိုတယ်။ ပြီးခဲ့ဇူလိုင်လ31ရက်နေ့မှာခေါ်ယူခဲ့တဲ့မြို့သားကာကွယ်နဲ့လုံခြုံရေးကောင်စီစီဝေးကနေနိုင်ငံတော်ကိုရေးပေါ်ခြင်းဖြင့်ကြေညာထားမှုကိုပြန်လည်ရုပ်သိမ်းခဲ့တဲ့စစ်ကောင်စီကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘုတ်ချုပ်မူချင်းမြောက်လိုင်းကိုယ်တိုင်ရာယီသမ္မတရာထူနဲ့အာနာရရက်ကိုမြို့သားကာကွယ်နဲ့လုံခြုံရေးကောင်စီတပ်ပြန်လည်လွှတ်ရခဲ့ပြီးရွေးကောက်ပွဲကျင်းပကျင်းပဖို့စစ်ကောင်ရှင်ကိုအသွင်ပြောင်းဖွင့်စီခဲ့ပါတယ်။ဒါအပြင်ရွေးကောက်ပွဲကပြည်သူ့တန်ကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြစ်စီပေးနိုင်တဲ့အမြန်ဆုံးရန်တရစနစ်တစ်ခုဖြစ်လို့မဲပေးပိုင်ခွင့်ရနိုင်တဲ့နိုင်ငံသားတွေမဲပေးကြဖို့စစ်ကောင်ရှင်ပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာတကြောပြန်ဆရာနာသိမ်းမှုကြောင့်ဒိုင်းတလနဲ့ကိုင်ဖွဲ့စည်းတွေနဲ့တော်လိုင်းညာဆိုရင်ဆရာနာရှင်စနစ်ကိုမြစ်ပြတ်ချိန်မုံမှုစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာ၅နှစ်နီးပါးရှိလာပါပြီ။လက်ရှိမှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြည်တွင်းကတရုတ်ဆောင်နေတဲ့ဆိုတော်တွေကိုဒီမိုကရေစီခိုင်မြဲဖို့မယုံသွားပြီးမဲပေးဆိုရွေးကောက်ပွဲမှာဒီပုံမကောင်းမွန်တဲ့နာဂတ်စီတို့ဆိုင်ကြွကြော်တဲ့ဝါရပြန့်စည်းအောင်လုပ်စော်ခိုင်းတဲ့အစီအစဉ်တွေကိုစစ်ကော်မရှင်ကစတင်ပြုလုပ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကြာတွင်ပြည်သူ့လှုပ်ရှားမှု platform ကလွတ်လပ်တဲ့သူတွေသနာအဖွဲ့ကနေကောက်ယူခဲ့တဲ့စစ်တမ်းတွေရာဇစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့တွေ့တွေ့ရေးကောက်ပွဲကိုမယုံကြည်သူ60%ကလည်းရှိနေလို့ဖော်ပြတယ်။ဆရာနာရှင်စနစ်ကနေမျိုးစုံနဲ့ဆက်ကျင်နေကြတော့လည်းအင်အားစုတွေကတော့2008ဖွဲ့စည်းပုံခြေကံဥပဒေအောက်ကနေကျင်းပမဲ့ရေးကောက်ပွဲကအာနာရှင်စနစ်ကိုတပ်ဆိုးရှောင်လုပ်ပေးတဲ့အတူရောင်ရေးကောက်ပွဲဖြစ်သတ်မှတ်ထားကြတယ်။ မုံကမာအောက်စုဝင်ဝါတန်ရင်နဲ့မုံလူငယ်တွေကလည်းစစ်ကောင်ရှင်ကျမမရွေးကောက်ဖျားနိုင်ငံတော်ဝန်ပြည်သူတွေလိုလာတောင်းတဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးနဲ့လုံအောင်ဆန့်ကျင်တယ်လို့သဘောထားကန့်ကွက်ထုတ်ထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုမင်းကျေးဇူးတင်ရှိပါတယ်ရှင်။